တဲ့တော့တဘုံနဲ့တဲ့မင်းသမီးတွေရဲ့အောင်မြင်မှုတွေကိုကြော်တက်နိုင်ကြအောင်တတိပြလိုက်တဲ့ပြည်သူတို့ပိတ်တမြအောင်လုံးမဲမလာပါရှင်ပိတ်တမြရှင်လက်ရှိမှာဆိုရင်မင်းသမီးငယ်လေးတွေကတောက်လျှောက်တက်လာပြီးအနုပညာလောကမှာအသည့်တွေကမြင်မြန်ဆန်းဆန်းဖြစ်လို့နေရပါအင်ဒရာဂျိုဇင်တို့လိုထိတ်တန့်မင်းသမီးတွေကအနာယူထားရမုံမင်းသမီးငယ်လေးတွေကအခွင့်အရေးရနေကြတာဖြစ်ပါရဲ့အခုလက်ရှိမှာအောင်မြင်နေတဲ့မင်းသမီးတွေကိုတတ်တတ်မကွာလိုက်နိုင်တဲ့ဆွေအချောင်းကိုပြည်သူတို့ကတက်တော်လေးတပုတ်နဲ့တက်သေးပြလိုက်တာပါ ပြည်သူ့သူရကလက်ရှိမှာပညာသင်ကြားနေရဲ့အရွေမလို့အနုပညာလုပ်တွေမလုပ်သေးပါဘူး။ရဲစင်ကလေးကအင်ဒရာချိုစင်တို့ကပြည်သူ့သူရနဲ့ဖိုးတီလီတို့လူရှေသိမ့်မထုတ်ပဲအခုနောက်ပိုင်းမှသာလူရှေထုတ်ပြလာတာပါ။နလင်ပေးအတွက်တွားလူတဲ့အခါမှာလေပြည်သူ့ဒရာလေးကိုခေါ်သွားခဲ့ရပါပြည်သူ့ဒရာနဲ့အတူတူတွားလူခဲ့တာဖြစ်ပြီးပိတ္တရီကအနီးကပ်မြင်တွေ့ခဲ့ရပါတယ် ဒါကြောင့်မလို့လေဆိုရှယ်မီဒီယာမှာနာမည်ကြီးလာခဲ့တာပါဒါပေမဲ့ပြည်သူတွေကဆိုရှယ်မီဒီယာလည်းမသုံးတဲ့အတွက်အားပေးခြင်းနဲ့ပြည်သူတွေက သူမကိုတော်ရဲအားပေးလို့မရပဲသူများတင်ထားတဲ့ဗီဒီယိုလေးတွေကိုသာအားပေးကြည့်ရှုနေကြတာပါပြည်ကြေးရမှာတော့ပြည်သူတွေကတစ်တော့အောက်ကိုဖောက်ကအသုံးလာခဲ့ပါတယ်ပြည်သူတွေရဲ့တစ်တော့အောက်ကချက်ဆိုသလိုအားပေးလာကြပါတယ်ဒါပေမဲ့ဝေဖန်မှုတွေများလွန်းတာကြောင့်ချက်ချင်းပြင်ခဲ့ပါတယ်ရပိုင်လောက်ကြမှာတော့ နောက်ထပ်တစ်စံတစ်ပုံနဲ့ထပ်တင်လာခဲ့တာပါပြည်သူ့သရလီကတစ်တော့ထရန်ကို Grand Sobe တင်ပေးခဲ့ပါတယ်တင်ပေးကြတဲ့ကကိုချီရှုသူအရန်ကိုများပြားလာခဲ့ပါတယ်တားပြတဲ့တော့အကအဆက်ဆိုပြီးအတည်ပြုခဲ့သူတွေရှိတာမို့ ။အင်ဒရာဂျော်စင်ရဲ့ဖန်တွေကလည်းပြည်သူတို့လေးကိုဝေယံကြပါရယ်။ကြပြန်သူမကိုတည်တဲ့ချစ်ခင်အားပေးကြတဲ့သူတွေကလည်း TikTok အကောင့်ထဲမှာလာကြည့်ကြတာကြောင့်တရက်ထဲမှာပဲကြီးစုသူ၅တန်းထိရှိလာခဲ့ပါရယ်။ TikTok တစ်ပုဒ်ကတရက်ထဲမှာကြီးစုသူ၅တန်းထိရှိဖို့ဆိုတာမလွယ်ကူလာပါဘူး။ပြည်သူတို့လေးကလူစိတ်ဝင်စားမှုများနေလို့တောင်ဒီလောက်ထိရရှိတာပါ။ ဒါပြင်အင်တာဗျူးလည်းမပြေဆိုပဲလူစိတ်ဝင်စားမှုများနေအောင်ကြောင့်ကျောင်းညလုံငယ်ရှင်တွေကမျက်စိကြလုံးနေပါပြီ။ပြည်သူတို့ရာလီကိုကျောင်းညတွေအလို့ရကလန်းနေကြမှာလည်းအမှန်ပါပဲ။ဒါပြင်အင်ဒရာဂျိုစင်တို့ကကျောင်းညလုံးဝပြေးမရိုက်ပါဘူး။ တစ်တော့တော့မှကုမပေးစောတာပြပေးအတင်းချနိုင်တယ်လို့မြောက်ပါဦးပြုသူဒရာရဲ့အကောက်ကိုအင်ဒရာကျော်စင်ကအထင်ချုံထားတာပါအင်ဒရာကျော်စင်ကဆစ်ဆစ်ပေးရွေးချယ်ပြီးမှသာရွေးတင်တာလို့သိရပါတယ်ပြုသူဒရာလေးကတစ်တော့တပုတ်လောက်နဲ့တည်းအခုလိုမျိုးလို့စိတ်ဝင်စားခရတာမို့အနုပြလို့လုပ်မယ်ဆိုရင်အောင်မြင်မှာတေချာတလောက်နေပါလို့ခံမှန်းပေးနေကြတာပါအခုလက်ရှိမှာအောင်မြင်နေတဲ့မင်းသမီးတွေကိုရှင်နိုင်ကြောင်းတုတ်ကလေးနဲ့ပြသွားတာဖြစ်ပါတယ်ဒါပေမဲ့ပြုသူဒရာကပညာရေးကိုသာအဓိကတင်ကြမှာဖြစ်ပါတယ်တစ်တော့လေးတပုတ် က်တဲ့လက်ရှိမင်းသမီးတွေထက်ကြော်ကြောင်ပြလာတဲ့ပြည်သူ့သူရာပေါ်ပြည်သူ့ရဲ့အမြင်ကိုလည်းပြောပြခဲ့ကြပါအောင်ရှင်။ဟုတ်ကဲ့ပါရှင်။ဒီကနေ့တင်ဆက်ပေးသွားတဲ့အကြောင်းလေးကတော့ဒီလောက်ပါပဲရှင်။နောက်ထပ်လည်းအကြောင်းအရာတွေနဲ့တို့ပြန်လာခဲ့အောင်ပါဖြစ်လို့ကျမတို့ရဲ့ page လေးကိုလည်း like and follow ထားပေးကြပါအောင်နော်။အဆုံးတရားအပြည့်ကြီးစုမှုတက်လေကျေးဇူးများတင်ပါတယ်ရှင်။